မြန်မာနောက်ချက်နယ်ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာအခဆော်ရေးသားထားတဲ့ဖယပြဲဥအောင်ရှင်နဲ့တရေပြေဘာအေးဇလားလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဒီနေ့မနေ့တော့အမခင်ကြီးကကြုံနာကိုကတ်လာတယ်ဗျ။ ူပုံကြည့်ရတာခိုးကြောက်ခိုးဝဲနည်းနည်းဆက်နေတယ်။နောက်တော့အတန်တူးလို့နဲ့ဟဲ့ရှင်မောင်အဖေဘမလဲ။ဆရာကြီးလားဖះရှိကိုဝီပရိစိတ်နေတယ်ထင်ပါတယ်ဗျာ။ကျုပ်ကအော်ကျဲအော်ကျဲပြောလိုက်တော့ဟဲ့တူတူပြောစမ်းပါဟဲ့။လာငါနောက်လိုက်ခဲ့။အမခေကြီးကအိမ်နောက်ဘက်ကိုဝင်သွားရောဒါနဲ့ကျုပ်လည်းသူ့နောက်ကိုလိုက်လာခဲ့ရတယ်။အမခေကြီးကမိဖို့ကြောင့်လာရောက်တော့ထမိန်ကြားလှိတ်ထားတဲ့ပတ်စံတည်းရထုတ်လိုက်တယ်။ ရော်ရမောင်ရွာစုံကအေးအေးလို့အိမ်မှာကြက်တကောင်တောင်းနေချီစာဟာဒါဆိုဒီနေ့တော့ကြက်သားဟင်းစားရမယ်ပေါ့တိုးတိုးလှုပ်ရှားမှာဟဲ့တခါလာလေးငချောက်ငပိကောင်နဲ့ဒါပဲစားနေရတာညင်းငွေ့လာပြီဒီနေ့တော့ကြက်သားချက်စားမယ်ဟာဒါနဲ့နေကြက်သားဝယ်တာအဖေမသိစေနဲ့နော်အမခင်ကြီးကကြက်သားဟင်းချက်တာတော့မှခိုးချောင်ကူပဲချက်ရတလားဗျနေကဘာသိလို့လဲရှင်မောင်ရဲ့ ငါ့အဖေကမြင်သားကြတာမဆဘူးဟဲ့ဒါကြောင့်နေကြွယ်တာအဖေလည်းမသိစေနဲ့မြင်လည်းမမြင်စေနဲ့ဟုတ်ပြီလားအမခေကြီးမှတော့ကြုတ်လဲခေါင်းညက်ပြီးပတ်ဆက်ယူပြီးတော့အိမ်ရနေထွက်လာခဲ့တယ်ရွာထဲဖြက်ရီကြုတ်တို့အိမ်ရှိရောက်တော့အိမ်ကလေးကိုတစ်ချက်ငေးကြည့်လာမိတယ်အိမ်ရှိမရှိတဲ့အိမ်လေးကတိတ်ဆိတ်နေတာပဲကျုပ်ပြေအိမ်ရှိရောက်တော့မှ အမေကိုသတိရမိတယ်နောက်တော့မှကြက်ဝဲဘူးသတိရပြီးတော့ဆက်လျှောက်လာခဲ့တယ်ကျုပ်တို့ရွာဘက်ဒီမှာ ဲ့ရင်တော့အသားငါးဟာရှားတယ်။ဝါသားဆိုတာလည်းမြို့တက်ဝယ်မှရတာ။ရွာတွေမှာဝယ်မွေးတဲ့လူတိတ်မရှိဘူးဗျ။အမဲသားဆိုရင်လည်းရွာနေချုပ်ဆက်ကပေါ်တော့မှစားရတာ။ကြက်ဆိုရင်လည်းအိမ်မှာမွေးထားတဲ့ကြက်တွေများတယ်ဗျ။ဒီတော့ကြက်သားစားချင်ရင်အိမ်မွေးကြက်ဝယ်မှရတာ။အိမ်မှာကြက်မွေးထားတဲ့လူကတော့ကိုယ့်ကြက်ကိုရိုက်သက်စားကြတာပေါ့။ဒီလိုနဲ့ရွာအစွန်ကိုရောက်လာခဲ့တယ်။အေးအေးဆိုတာအဖွားကြီးတယောက်ဗျ။ သူတို့ကရွာနဲ့အတော်လန့်လန့်ရွာအဆုံမှနေတယ်။သူတို့ချာလည်းအကျိတ်ပြ။ခြံထဲတွေထန်တော်လေးတစ်ခုရှိတယ်။သေးပင်စားပင်တွေလည်းစိုက်ထားတယ်ဗျ။ပြီးတော့သူ့စီမှာကြက်တွေမွေးထားတာမှအများကြီးပဲ။ခြံထဲဘာနဲ့ကို ကြက်ကြက်တနာမွေးထားတာ။ရွာထဲအလို့တန်းဆားလို့ကျုပ်တို့လိုတနေ့တလေစားကျင်တဲ့လူအထိအရင်အေးတို့ကြက်ချက်မှာသွားဝယ်ကြတယ်ဗျ။အရင်အေးကဘာလို့ရွာပြေထွက်နေတယ်လဲဆိုတာជីជីတန်းကိုတစ်ခါမေးဘူးတယ်ဗျ။ ကြီးကြီးတန်းဖြေတာတော့အေးအေးရပညာတဲ့ဆိုပဲပညာတော်တော်ထက်တယ်တဲ့ဒါကြောင့်မကြောက်မရွံ့ရွာအစိုးချမ်းကျဲကြီးထဲမှာတယောက်တည်းနေဝင်တာတဲ့သူ့မှာလဲတားတယောက်ရှိတယ်လို့တော့ပြောတယ်ဒါပေမဲ့သူ့သားကိုကြောက်တခါမှမမြင်ဘူးချန်ရှိရောက်တဲ့ဆိုရင်မဲခွေးကြီးနှစ်ကောင်ဟာပြုတ်ထွက်လာပြီးတော့ကြောက်ကိုဟောက်မှလေရောကြောက်လဲချန်တကားအရှိမတက်ထားတဲ့ကျိုးလေးကိုလှမ်းဆွဲလိုက်ရတယ်ဒီကျိုးကလေးကိုနာနာဆွဲလိုက်အေးအေးရဲ့အိမ်ထဲကနေဂလုတ်ဂလုတ်ဆိုတဲ့အတန်မြင်တယ် အရေးအရာနားလေတော့လူလိုက်သိအောင်လို့နုစီဘူးကိုနဲ့ကြောက်ခဲထည့်ပြီးခြံစည်းအိုးနားမှာကျိုးနဲ့တွေ့ပြထတာဗျအဲ့ဒီကျိုးကိုဆွဲရင်အိန္ဒိယနုစီဘူးကလှုပ်ပြီးအတက်မြင့်တယ်ကျုပ်တို့ခေတ်ကတုံနဲ့လူခေါခေါင်းလောင်းပေါ့ဗျာတခါဆွဲရတော့အရေးအရာထွက်မလာသေးဘူးကျုပ်လည်းလင်းငါခါလောက်ခက်ပြပြလေးဆွဲပြလိုက်ရတယ်ဒီတော့မှဘွားတော်ကြီးကဆောင်ပတ်ပြီးထွက်လာတယ်ဟဲ့ဘယ်သူလဲဘာကိစ္စလဲကျုပ်ကပြောမလို့ရှိသေးတယ် ဘွားလွာကျုပ်ကိုခြေဆုံးကောင်းဆုံးကြည့်ပြီးတော့ဩဖောက်ဆရာလေးပါလားလာပါဝင်းမခွဲကြည့်ပေးဦးနော်အကြီးရပါတယ်ဟဲ့ငဖြူငနဲ့နင်းတော့အနောက်ဆုံးပြေးလိုက်ကြဆရာလေးကိုမကိုက်နဲ့ဟဲ့ဘွားလွာអော်လိုက်တဲ့အခါခွေးနှကောင်ကအနောက်ကိုခြေသုံးလမ်းထိဆုပ်သွားတယ်ဆုပ်သွားတာတော့မှညင်းညင်းညာညာနဲ့တပြိုင်နဲ့ဆုပ်သွားတာဗျမသိရင်ရိမ့်ကြိုက်ထားသလိုပဲဒါပေမဲ့ကျုပ်ကတော့ပြေဆောင်ဆောင်နဲ့ကြည့်နေကြတယ် ။ဗဇက်ကနေလဲတကီးကီးနဲ့ဘွားတော်ဟာခွေးတွေကိုကြည့်ပြီးတော့ဟဲ့နင်းတော့စိတ်တွေလျှော့ထားစမ်းပါဟဲ့။လာဆရာလေးအိမ်ထဲကိုကြွားပါ။ကျုပ်ကိုဆရာလေးလို့မခေါ်ပါနဲ့ဗျာ။အခုလာတာလဲကြက်တကောင်လာဝဲချင်လို့ပါ။ကြက်ဖယူမလားကြက်မယူလား။ဘာကွာလဲဗျ။哦ကျက်ဖတွေကြတော့အသားမပင်မဲ့စားရတာလေးလေးပြပြရှိတယ်။အသားဆူတယ်။ကျက်မကတော့နင်းနေပိန်နေပြော့တယ်။အစင်ပြေတာလောက်ပြ။ပြော့ ဒီမှာအမခင်ကြီးကပတ်စံပေးလိုက်တယ်။ဘွားရောကပတ်စံကိုယူကြည့်ပြီးတော့ရေမက်ထဲကိုထိုးထည့်လိုက်တယ်။ဘွားရောကထမင်းရေရှာဝတ်ပြီးအပေါ်ကနေဆောင်ကြီးပတ်ထားတာဗျ။အဝတ်အစားဝတ်မထားဘူး။နောက်တော့ကျုပ်ကိုသူ့ရဲ့ရှေ့ကဝါကွက်ပြစ်လေးမှာထားခိုင်းရင်းချက်ကနင်းစရာရောစားမလား။အိုးဗျာတအိမ်လုံးစားမှာပေါ့။အေးပါဆရာကြီးစားမယ်ဆိုရင်ကောင်းတဲ့ကောင်းလေးရွေးတက်ပေးပါမယ်။ဘွားရောကခြံနောက်ဘက်ကိုဝင်သွားတယ်ဗျ။ ကျုပ်လည်းသူ့နောက်ကလိုက်သွားခြင်းပဲ။ဟိုခွေးနှစ်ကောင်ကကျုပ်အရှိမဝဲရောက်မောက်ထားနေပြီးတော့ကျုပ်ကိုဘူးကြည့်ကြည့်နေရတဲ့ကျုပ်လည်းမထရင်ဘူး။သူ့လူရုပ်တည်းကကျုပ်တစ်ချက်လှုပ်တာနဲ့ကြိုက်မယ်ဆိုတဲ့ရုပ်တည်းဗျ။ဒီအချိန်ချောင်းအမလူတယောက်လာရက်တယ်။ယောက်ျားတယောက်ပဲဗျ။လူပုံကတော့ခပ်ပူပူခတ်သေးသေးပဲ။အသားကလည်းမဲလိုက်တာမှမီးသွေးရအဖေခေါ်မဲ့ပုံပဲ။ပိန်ရလည်းပိန်သေးတယ်။တော့အရှိကိုခေါ်ထွက်နေပြီးတော့ အုတ်ထုတ်နေတဲ့ဇပင်ရှိတွေကစီမထက်နာလို့ဖွာလိုက်ကျင်းနေတာပေါ့ဒီလိုကကြုတ်ကိုစိုက်ကြည့်ပြီဟေးကောင်ငါ့ကိုခြံတကားလောက်ဖွဲ့ပေးစာကျုပ်လည်းသူ့ကိုကြည့်ပြီးခေါင်းဟာပြလိုက်တယ်ခြံတကားနဲ့အိမ်ထဲကပင်90လောက်နီနီဝင်းမဲ့ထင်တယ်ဒီလိုကဒေါသထွက်သွားပြီးတော့ဟေးကောင်တကားလောက်ဖွဲ့ပေးလို့ပြောနေရနော်အဖွဲ့ရဦးဗျဖွဲ့ဆိုကွာပေကက်ကက်လောက်နေနဲ့မင်းကဘာကောက်လဲအောင်မ လူမအကောင်လေးမလေးနဲ့ရလိုက်တာခမရောဘာကောင်ကြီးလဲအာကွာစောစောစီစီလူတက်မှုတော့ထပ်ဖြစ်တော့မယ်အခုဒီလိုလာခဲ့စမ်းကျုပ်ကအစာထောက်ဖွဲ့ပေးမလို့ဒါပေမဲ့ခွေးနှကောင်ရှိနေရရဲ့ဒီလူပေါ်ကတောင်မကျိုးတာရဲ့အကြောင်းထောက်ဖွဲ့မပေးတော့ဘူးခမရမှာခြေလေးလက်တွေမပါဘူးလားဗျကို့ဘာသာကိုဖွင့်ဝင်မော့ဒီကဟိုလူကစိတ်တူသွားတယ်ထင်းနေဗျလူကအနောက်နေနဲ့ဆုတ်ပြီးတော့ခြံတကောက်ပခုံးနဲ့ပြေးကြိုက်ထဲလိုက်တယ် ဝါချောင်လေးတွေနဲ့လှုပ်ထားတဲ့ချက်နှကားကိုဝုန်းကနေအသက်မြည်ပြီးတော့အချက်လိုက်ကြီးဖွင့်ထွက်သွားတယ်။ကျောက်တောင်မှာတော်တော်လန့်သွားတယ်ဗျ။ဒီလူကခြေလက်ကြီးကြီးနဲ့ကျုပ်စီကိုပြေးလာတယ်ဗျ။ခွေကြီးနဲ့ကောင်ကလည်းသူ့ကိုမြင်တော့အမိကုတ်ပြီးတခါတည်းအိမ်အောက်ကိုဝင်ပြေးကြတယ်။ကျုပ်လည်းပြေးမလို့လုံနေတော့ဒီလူကကျုပ်လက်ကိုဆွဲလိုက်တယ်။နောက်တော့လက်တစ်ဖက်ကကျုပ်စပင်းကိုအုတ်ကိုင်ပြီးတော့ဆွဲထားတယ်။မင်းကောင်မေဘာမှနေလဲဟိတ်ကောင်။မင်းဒီအိမ်မှာဘာလာလောက်တာလဲ။ လူကတကယ်ရိုက်မယုံပြကျုပ်လည်းတုံတုံရင်ရင်ဖြစ်နေတယ်ဟိုဟိုလေးကျွန်တော်ကဒီအိမ်မှာကြက်လာဝဲတာပါဒီချိန်ဘွားတော်ကြီးကကြက်ဖကြီးတစ်ကောင်ကိုခြေထောက်ကနေဆွဲကပ်လို့ခြေအနောက်ကနေပြေးထွက်လာတယ်ဘွားတော်ကဒီလူကိုမြင်တာနဲ့တားလိတားလိဘလို့ဖြစ်ပြီးရောက်လာတာလဲဟိုလူကလည်းလှဲကြည့်ပြီးတော့အမေအမေသာပြန်လာပြီလေအမေရဲ့သူတို့တာမီနှစ်ယောက်က ရုပ်ရှင်တွေရလို့တယောက်နဲ့တယောက်ပြေးဖက်လိုက်ကြတယ်။ကျုပ်လည်းကြောင်တောင်တောင်နဲ့ကြည့်နေမိရဲ့ဗျ။ဘွားရောသူ့သားပခုံးတွေကိုဆန်းကြည့်ပြီ။ตาရဲ့ထောင်ထဲမှာအနေစင်းရဲ့အစမ်းစင်းရဲ့ထဲမှာရဲ့လူကတော်တော်ပိတ်ကျသွားတာ။ဒါတွေပြောမနေပါနဲ့တော့အမေအားตาအခုပြေရောက်လာပြီမဟုတ်လား။သူတို့ตาအမေကအပျော်လိုမိကျုပ်ကိုတော့မမြင်တော့ဘူး။ကျုပ်လည်းမြေပေါ်ကျနေတဲ့ကြက်ဖကြီးကိုခြေထောက်ကနေဆွဲလိုက်တယ်။ကြက်ဖကြီးကဆက်ငင်ဆက်ငင်ဖြစ်နေသေးတယ်ဗျ။ ကြက်ကြီးကင်ပြီးခြံထဲဝင်မဲ့လို့တော့ဆရာဦးအောင်ရှင်လင်းမလစ်ကိုကြည့်ရသေးတယ်။သူလစ်ပြီးဆိုတော့မှ အိမ်နောက်ဖေကိုတကြိုးတည်းပြေးဝင်လာခဲ့တယ်။ကျဖကြီးကိုတွေ့တော့အမခင်ကြီးရဲ့မျက်နှာပျော်သွားတယ်ဗျ။ဟဲ့ရင်မောင်နေရွေးတက်လိုက်တာဟာကျက်ကနဲရကြီးမဟုတ်ဘူးဟာ။အမခင်ကြီးကကျက်ကြီးကိုယူနေဖျော်ပြီးတော့တခါတည်းအမွှေးတွေနှုတ်နေပါရော။ကျုပ်လည်းသူ့လုံနေတော့ကိုဘေးရထိုင်ကြည့်ပြီ။အမခင်ကြီးအဲ့ဒီအေးအေးဆိုတဲ့ဘွားတော်ကြီးမှတားတယောက်ရှိရဲ့ဆိုဗျ။ အေးလေသူ့သားလူမိုက်ဟာလူငယ်နဲ့ရှင်းနေလောက်ကလူတက်မှုနဲ့ထောင်ကျသွားတာတဲ့နင်းပါဦးနင်းကဒါအောင်ဘာဖြစ်လို့မေးရလဲအခုမနေ့ပဲအဲ့ဒီလူပြေရောက်လာတယ်ဗျကျုံနဲ့တွေ့ခဲ့တယ်ဘာငါအိမ်ပြေရောက်လာပြီဟုတ်လားဟုတ်ပါတယ်ဆိုဗျကျုပ်ကိုတော့မှထုံးငယ်ချိန်မဲ့လုံနေသေးတယ်ဗျဒုက္ခပါပဲငါအိမ်ပြေရောက်ရင်ရွာတော့စူတော့မှာပဲဒီလူကတော်တော်စိုးလို့လားဗျ စိုးတာပေါ့ဟာကြက်တိုက်အရက်တော့လူရိုက်ဒါပဲလုတ်တဲ့လူဟာဒီကြားတဲ့အမဲပေါ်မဲ့ဝက်ပေါ်မဲ့ဆိုရင်သူပဲလုတ်ပြီးကြိုက်မိတာမာရိုင်းလိုက်တာလဲပြောမနေပါနဲ့ရွာမှာသူရှိတော့ဟာဆိုရင် တနေ့မှအေးနေရတယ်ဆိုတာမရှိဘူးတော်ကြဘသူနဲ့ရိုက်လို့တော်ကြဘသူနဲ့ရက်ဖြစ်လို့ဆိုပြီးပြဿနာတွေကြီးတက်နေတာနောက်ပြီးတော့ဗားတဲ့သူ့ကိုသူပြောလိုက်သေးတယ်တေးပြေးဘာအီးဆိုလာပဲတေးပြေးဆိုတော့တေးလာရင်ထွက်ပြေးတာကိုပြောချင်တာလား ဘယ်ဟောက်မှာလဲဟာသူနဲ့တရရင်နဲ့ဖက်ပြီးနဘက်လုံးမှုတယ်တဲ့တို့ရွာပြေမြောက်ဘက်လမ်းမပေါ်ကရုံးမင်ကြီးကိုနေတိတယ်မဟုတ်လားရမကျုပ်လည်းခေါင်းချင်းပြလိုက်တယ်အဲ့ဒီရုံးမင်ကြီးမှာတရရကြီးတကောင်နေတယ်ဆိုပဲတရရကြီးဟာနှစ်ချော့တရရကြီးဟာတက်တရာလောက်ရှိပြီတဲ့တရရတော်အဲ့ဒီငယ်အေးကမိုးစိုးရွာဘက်မှာအမဲပေါ်ပြီးပြီးညာကြီးမိုးချုံအမဲသားတွဲကြီးဆွဲပြီးပြလာတော့အဲ့ဒီရုံးမင်အောင်အယောက်မှာနှစ်ချော့တရရကြီးဟာဆင်းလာပြီး သူ့စီကအမဲသားတွဲကိုလူပါလေရောငါအေးရလည်းအမဲသားဆိုအရင်ကြိုက်တဲ့လူဆိုတော့တရေကြီးကိုမပေးဘူးဆိုပြီးလုံးကြထွေးကြနေဟာသူပြောတော့သူ့လက်ချက်မိပြီးတရေကြီးကတကြိုးနဲ့လှပြေးသွားတာတဲ့ဟုတ်ပါမလားမခင်ကြီးရဲ့တရေကလူကိုကြောက်ရတယ်လို့တကယ်ပြောတာရေမောင်ရအရင်တော့အဲ့ဒီရုံးမင်းကြီးအောက်ကနေညဘက်ဖြတ်ဖို့မပြောနဲ့ညနေနေဝေတရောဖြိုက်အောင်မှအဲ့ဒီတရေကြီးကအကောင်ပြလိုက်အတန်ပြေးလိုက်နဲ့ချက်တာတဲ့ ငအေးနဲ့လုံးမီကလေးကရုံးမင်ကြီးအောက်ကညာကြီးတကောင်ဖြတ်လဲဘသူမှဆင်မချောက်တော့ဘူးတဲ့ဟာဒါနဲ့အကြီးအရာဆုံးမယူဆိုကြအဲ့ဒီငအေးကသူ့မိစရာပညာတွေဘာတွေများရထားတာများလားဒီလိုပဲပြောကြတာပါဟဲ့ဆုံးဟုတ်လားမဟုတ်လားတော့ဘသူမှကန်တီကန်မမသိကြအောင်ဆုံးဆိုတော့ရောဘာကြောက်စရာရှိလို့လဲဟဲ့အဖေတိအောင်လို့ရှိနေတာပဲမဟုတ်ဘူးလားအမခင်ကြီးပြောရလဲဟုတ်တာပဲဗျာ ဒီလိုနဲ့နေ့လေထမင်းစားချိန်ရောက်တော့ထမင်းဝိုင်းဖွဲ့စားကြတယ်။ဆရာဥပေါင်းရှေးကထမင်းဝိုင်းကိုကြည့်ပြီးဟာဒီနေ့တော့ကြက်သားဟင်းမလားကွာ။ဟုတ်တယ်ဆရာကြီးဒီတခါတော့ငချောက်နဲ့မညာတော့ဘူးပေါ့ဗျ။ကျုပ်ကပြောဆိုရင်ဟင်းခွက်ထရရနဲ့ကြက်သားတုံးကိုဆရာကြီးရဲ့ပကံထဲကိုဥချပေးလိုက်တယ်။ဆရာကြီးကကြက်သားတုံးကိုဖိတ်ရင်တမီးကြီးဒီကြက်သားကဘယ်လိုရတာလဲ။ မခေကြီးကဘာမှမပြောဘဲထမင်းတလုတ်ကိုပါဇက်ထဲထိုးထက်လိုက်တယ်။ဒီတော့ကျုပ်ကဘလို့ရလာမှလဲဆရာကြီးရဲ့ကျွန်တော်ကအေးအေးရဲ့ချက်ချောင်းကိုသွားပြီးတော့ချက်သွားဝဲတာပေါ့ဆရာကြီးစားမယ်လို့လည်းပြောလိုက်ရောအေးအေးရဲ့ချက်ဖောက်ထွားထွားကြီးဒီကောင်ကိုရတ်တက်ပြီးရောင်းလိုက်တာပေါ့ဗျာကျုပ်ပြောတော့ဆရာဦးအောင်ရှင်ကမျက်မှောက်ကြီးကျုပ်ပြီးဟာငါစားဖို့ဆိုပြီးတော့များပြောရသေးလားရေမောက်ရတော်ပြီတော်ပြီဒီချက်သားကြီးငါမစားတော့ဘူး ဆရာကြီးကမြင်သားကြသားမဆောက်ဆိုဗျအခုဒီချက်ကိုမြင်လဲမမြင်ဘူးကြားလဲမကြားဘူးမဟုတ်လားစားစမ်းမှာဆရာကြီးကဒါပေမဲ့မင်းကငါစားဖို့ဆိုပြီးတက်လာတာလေးရင်မောင်ရငါတော့မြင်သားကြသားအပြင်ယုံမတန်နေရဖြစ်မဲ့အသားတော်မစားဘူးကအခုကယုံမတန်နေရဖြစ်စရာတော့မလိုဘူးတခါလေဆရာကြီးစားဖို့ဆိုပြီးရည်ရွယ်ပြီးသားမဟုတ်လားမစားဘူးကကျုပ်လည်းရည်ကြဲကြဲလုံနေလိုက်တော့တယ်မဆိုင်ငါ့ပေါ်ပြား ကျုပ်တို့ကတော့ကြက်သားဟင်းနဲ့နေရှိရစားကြတာပေါ့နေကြည့်ဆိုရင်ခေါင်းနောက်မဖောင်းအောင်စားတာဘယ်လောက်စားကြတယ်လဲဆိုရင်ချက်တကောက်ချက်ကတမိနစ်ထဲနဲ့တည်းကိစ္စပြတ်တာပဲတိတ်မကြောက်ချက်နဲ့ကိုလူတယောက်ဝင်လာတယ်ဦးအောင်ရှင်ကရွေးတောက်ရင်မျက်ခုံးပြေးကြည့်လိုက်တယ်လက်တယောကခလာတော့မဟုတ်ပါလားဘာကိစ္စရှိလို့လဲကွာဟိုလေကျွန်တော်တို့လက်ပရွာမှာအလူကြီးရှိလို့ဆရာကြီးကိုလာဖိတ်တာပါဒီနေ့ညအလူဝင်မဲဆရာကြီး မင်းနဲ့ပြန်အလူနေပေါ့ဟာဘာစောက်လူလဲကွာတကြီးလူပြတရွာလုံးမိကိုတိတ်ချင်းမြပြရွာနေချုပ်ဆက်ကလူတွေလည်းဖိတ်လိုက်ပါဆိုတာနဲ့ဆရာကြီးကိုလာဖိတ်တာအေးကွာအလူထမင်းမဆရတာကြာပြီဆိုတော့ဆရကြည့်သေးရဲ့ကျုပ်လည်းပျော်သွားတယ်ဒါနဲ့အလူမှဘာချင်းမှလဲပြဝတ်တန်ကြီးချက်ချင်းမြကွာခုနကတည်းကဝက်လေးအောင်ပေါ်ပြလိုက်တယ်ဝါသားမဆရတဲ့လူကြတော့ကြက်သားပေါ့ကွာ ကျက်သားကိုအာလို့ရောချက်မယ်မလောက်မှတော့မပူနဲ့ငါညီရဲ့ကျက်ချီအကောင်60ချက်ထားတယ်ကွမလောက်ကလည်းထက်ချက်တာပေါ့တော်စမ်းမှာတော့မအုပ်ရမင်းပြောတာကြားတော့မှငါတော့တော်တော်လန့်သွားတယ်ကလာသားကိုအုပ်စကားကြားတော့ဆရာကြီးဦးအောင်ရှိရဲ့မျက်နှာကြီးကတော်တော်ကိုစစ်ပြတ်သွားတဲ့ပုံကြီးကျုပ်ဖြစ်ရည်ချင်လိုက်တာပြောမနေပါနဲ့သူများအရှိဆိုတော့အောက်နှောက်ရတယ်ဗျဒါနဲ့ဆရာကြီးဆရာကြီးဆက်ဆက်လာရမယ်နော် တကြီးကဆရာကြီးကိုတော့အရာဖိတ်ခဲ့ပါလို့ပြောတယ်။အေးပါငါလာခဲ့ပါမယ်။ဒီညလဲဆိုင်းသိမ့်မယ်ဆရာကြီးရဲ့။ဆိုင်းရအခွတ်တော်လို့နာမည်ကြီးနေတဲ့ဟန်တာဝရီမောက်ကိုင်းဆိုရလီ။အငိတ်မင်းသမီးကမဲရီကြီး။အငိတ်ကတော့ကိုပြားတို့အငိတ်ပေါ့။ဆိုင်းဆိုတဲ့အသက်ကြားလို့ကျုပ်လည်းမျက်လုံးပြူးရတယ်ဗျ။ဆရာဦးအောင်ရှေကိုကြည့်ရတာကလည်းတော်တော်အထက်သွားတဲ့ပုံပဲ။ဆရာဦးအောင်ရှေကဘာကြောင့်လဲတော့မသိဘူး။ဆိုင်တို့ဇက်တို့တော့တိတ်ကြိုက်တာဗျ။ဟေး ဒါဆိုလာမယ်ငါလိုက်ခဲ့မယ်ကွာဒီကအမခေကြီးတို့ညီအမလည်းအဖေတမီးတို့လည်းလိုက်ခဲ့မယ်လေဟင်နင်တို့ကဘာလိုက်လုံးမလဲအညိဆိုတော့တမီးတို့လည်းကြည့်ချင်လို့ပါအဖေရဲ့ဟုတ်သားပဲဆရာကြီးရဲ့လက်ပံရွာနဲ့မြင်းစာရွာတိတ်ဝေးတာမှမဟုတ်ပဲမနေ့ပြန်အလှူမှာစားတောက်ပြီးတော့မှပြန်မောဗျကိုအုပ်ကပြောလိုက်တယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ဆရာဦးအောင်ရှင်လည်းခေါင်းငင်းလိုက်ရတော့တယ် ဒါဆိုငါမအောင်နဲ့လမ်းလျှောက်ပြလိုက်သွားတော့မယ်။ရမမင်းကမင်းမတွေနဲ့အနောက်ကနေလိုက်ခဲ့ပေါ့။ရွာလေးကလှဲတစီငါပြီးတော့ကျွတ်တို့သွားဖို့လာဖို့ပြင်ကြတယ်ဗျ။ကျွတ်တို့ကယောက်ျားတွေဆိုတော့အဝတ်စားလဲလိုက်ပြီးပြီ။အမခင်ကြီးတို့ကမင်းကလေးတွေဆိုတော့ဖိလိန်ကြပြည့်စင်ကြနဲ့ရွာထွက်တော့နေဝီတရုံတော်ဖြစ်နေပြီဗျ။အမခင်ကြီးတို့ကလည်းအလှူသွားတာဆိုတော့အကောင်းဆုံးအဝတ်စားတွေထုတ်ဝစ်တဲ့အပြင်ရွှေတွေပါအကုန်ထုတ်ဝစ်လာကြတယ်။ညနေစောင်းပြီဆိုတော့ တာလမ်းမပေါ်မှာလူတွေမရှိတော့ဘူးကျွတ်တို့လည်းတစည်းပဲတကြွကြွနဲ့မောင်းလာခဲ့တယ်ရွာအထက်ခလန်းလန်းကိုရောက်တော့လူတယောက်ကလှည့်ရှင်းမှာပိတ်ရနေတယ်ဗျလဲမောင်းတဲ့လူကဟေ့အောင်လှည့်ရှင်းမှာဘာရက်လုံးနေရလဲတိတ်ချင်းတော့လားဖယ်ဆောင်ကွာဒီလူကလှအောက်ပြီမဲ့လှည့်ရှင်းမှာရင့်နေတယ်လူကကျွတ်တို့ကိုတေချာမောကြည့်တယ်ဟင်ငါအေးပါလားခမကျက်ကိုမှတ်မိသားပဲကိုဖေသိန်းကတို့လဲပေါ်မှာမင်းလေးတွေပါလာလဲငါအေး မမကန်းကန်းနဲ့လုံနေကြမှာနဲ့ငါတို့လမ်းသက်ပြီးပါကွာငအေးရလှဲဘွားမခင်ကြီးတို့ဆူဆွေးရဲကြည့်တယ်ကျောက်ဘာမှမလုပ်ပါဘူးဗျာလက်ပံရွာသွားဖို့လှဲကြုံစောင့်နေတာကျောက်ခမရတို့နဲ့လိုက်ခဲ့မယ်လက်ပံရွာတိတ်ဝေးတာလည်းမဟုတ်ဘူးယောက်ျားချစ်လဲနေဆိုရင်အလွန်ဆုံးသွားရ15မိနစ်ပေါ့ပြဿနာမရှာပါနဲ့ငအေးရငါတို့ဖယ်ပေးပါနော်ဖယ်ဦးဗျာကျောက်ကမခေါ်ဘူးဆိုရင်ခမရတို့လည်းဒီကသွားမှမကြံနဲ့ မင်းစာရွာငအေးဆိုတာခမရကြောက်ဘူးတယ်မဟုတ်လားငင်းလဲမောင်းတဲ့ကိုဖေသိန်းကငအေးကိုကြောက်နေတဲ့ပုံပဲဒါနဲ့ဘလို့လုံးကြမလဲဆိုတဲ့အချင်းနဲ့ကျုပ်တို့ကိုလှဲ့ကြည့်တယ်ကျုပ်လည်းမဆုံးဖြတ်တက်လို့အမခင်ကြီးကိုပဲကြိလိုက်တာပေါ့ကဲပါလိုက်လာချင်းနဲ့ဆိုရင်လည်းလိုက်လာခဲ့ရမောင်နေဟိုဘနဲ့နဲ့တိုးပေးလိုက်အမခင်ကြီးကစကားနဲ့ရယ်စက်လှုပ်ချင်တဲ့တော့ပဲငအေးကမခေါ်ရင်ငအေးကပြဿနာရှာမယ်ဆိုတော့နောက်ဆုံးငအေးကိုလှဲပေါ်တိတ်ခေါ်လာခဲ့တယ် လဲအနောက်မှာအမခီကြီးနဲ့နှင်းကြီးတို့ကတစ်ဖက်ချမ်းမှာထိုင်စီပြီးတော့ငအေးနဲ့ကြုံနေရဒီဘက်အချမ်းမှာထိုင်စီရတယ်။ငအေးကအမခီကြီးကိုတော်တော်စိုက်ကြည့်နေတာဗျ။နှလုံးကြီးနှလုံးကျွတ်ထက်မတက်ကိုကြည့်နေတာ။အမခီကြီးကလည်းရှက်ကိုရှက်ကန်နဲ့ခေါင်းငုံထားရတယ်။ကျုပ်လည်းငအေးကိုအမြင်ကပ်လာတာနဲ့ဟာဟောမမေးပြောမေးမေး။ကျုပ်ထောက်အော်လိုက်တော့ငအေးတယောက်လက်ပြတ်မှားတယ်။ဟာဘယ်မှာလဲကွာ။ခမရနှာခေါင်းမှာမီးတောက်နေတာကိုအေးက ငါအေးရသူ့နှကောင်းကိုကန်ကြည့်လိုက်သေးတယ်။မလောင်ပါဘူးငါကောင်ရ။ကျုပ်တို့လည်းငါအေးကိုကြည့်ပြီးတဟားနဲ့ရီလိုက်တာပေါ့။ဒီတော့မှငါအေးရနင်းတဲ့သဘောပေါက်သွားတယ်။ခွေးသားလေးငါ့ကိုလာပြီးဆက်လာနောက်လာနဲ့။ငါအေးရကြုတ်ကြောကိုလက်နဲ့ဘုံကနေထုလိုက်တယ်။ "तू ကခက်တာတာထုပေမဲ့ခင်ရတဲ့ကျုပ်ကတော့မစားတာဘူးဗျာ။ကျုပ်ကိုအောက်မှားတာပဲ။အမခေကြီးတို့ကတော့တခိခိနဲ့ရီကြတာပေါ့။ငါအေးရကျုပ်ကိုစော်ချင်ပေမဲ့အမခေကြီးတို့အရှိမောင်မစော်တဲ့ပုံပဲ။ ဒီလိုနဲ့မကြခင်ရုံမင်ကြီးအောက်ကိုရောက်လာတယ်။မိုးကလည်းအတော်မောက်နေပြီဗျ။ညီအကိုမတိတိတိဆိုတာဒီလိုအခြေဖြစ်မှာ။ပဝဲကျင်ကိုခက်ရီရီပဲမြင်နေရတော့တယ်။နေကြီးကရုံမင်ကြီးကိုကြည့်ပြီးတော့ဥပဒေရုံမင်အောင်ရောက်ရင်မြင်မြန်လေးမောင်းတော့။အဲ့ဒီရုံမင်မှာတရေရီရှိတယ်ဆိုပဲ။ကိုဖေသိန်းကနှွားတွေကိုချိန်နဲ့တွူလိုက်တယ်။ရုံမင်ကြီးကလူကြီးတစ်ဖက်စာလောက်ရှိပြီးတော့လမ်းမကိုကိုင်းကြပြီးအုပ်မိုးနေတယ်။ ဒီကငါအေးရသူ့ရေဘက်ကိုသူပုတ်ပြီးတော့ဘာမှကြောက်မနေနဲ့ညီမတို့ရဲ့အကိုတယောက်လုံးရှိပါလေဒီရုံးမယာတရေကြီးဆိုတာအကိုနဲ့နဘန်းလုံးလိုက်လို့ထွက်ပြေးသွားတာကြာလာပေါ့အဲ့ဒါတကယ်ပြောရလားကိုအေးလူတွေကမဟုတ်ပဲနဲ့ပြောကြမလားကွာကောင်းလေးကဒီကောင်ကငါ့မဲသားကိုဆင်းလို့တော့ငါလည်းဒီကောင်မှတ်လောက်သားလာအောင်ပြင်းထည့်ပေးလိုက်တာဒီကောင်ကြီးပြေးရပဲဟိမကြခင်ရုံးမယအောက်ကနဲ့လှဲကိုဖြတ်လာခဲ့တယ် ငအေးကဘာစိတ်ကူးပောက်တယ်မသိရုံးမြင့်ကြီးကိုတစ်ချက်မောကြည့်ပြီးတော့ဟဲ့တေးတတရှိဆင်းလာခဲ့တရေပြေးငအေးအချောင်းကိုမင်းသိတယ်မဟုတ်လားသူကစိတ်ကောတလို့လို့ခနဲ့တလို့လို့မျိုးပြောလိုက်တယ်ဗျဒီချိန်လေးတွေတဝုံဝုံတက်ပြီးရုံးမြင့်ကြီးကတပြန့်ပြန့်နဲ့လှောက်လာပါလေရောနှီးကြည့်ဆိုရင်ကြောက်လို့သူ့အမကိုဖတ်လိုက်တယ်ဟာဟာအဲ့ဒါတေးကငါ့ကိုကြောက်လို့ဖိတုံနေတာပါကွာဒီချိန်မှာပဲတစ်ပြေမွားတစ်ကိုင်းတစ်ခုကြိုးကြလာတယ်လို့ တဖြန်းဖြန်းနဲ့မြင်လာပြီးတော့လက်ပေါ်ကိုဘုတ်ကနဲ့တခုခုကကျလာတယ်။ကျလာတဲ့နေရာကျုပ်ရှို့ကျတာဗျ။အမောင်နဲ့ဆိုတော့ဘာကောင်းမှန်းတော့မသိဘူး။ရစ်ခနဲ့ပဲမြင်လိုက်ရတယ်။အဲကောင်ကကျုပ်ဘေးမှာထိုင်နေတဲ့ငအေးပေါ်ကိုပြေးခုံတက်လိုက်တာပဲ။သူတက်လိုက်ပြီးတိတ်မကြအောင်ငအေးတယောက်အရှိကိုခေါင်းကဆိုင်ကျပြီးတော့လက်ပေါ်မှာတွန့်လိုက်ရင်ဗစက်ကနေလည်းတခွခွတခိခိနဲ့ဖြစ်နေပါရော။နှီးကြည့်ဆိုရင်အတော်ကိုအော်ဟစ်တယ်ဗျ။အမခေကြီးကလက်လက်နေတယ်။ကိုဖယ်သေးကလှဲ့ကြည့်ပြီးတော့ ဟာငါအေးဘာဖြစ်တာလဲဝရုပြန်လာလားဘဲကဝရုပြန်ရမှာလဲဗျတော့တည့်ရဲဝင်ပူတာဖြစ်မယ်ဟုတ်မယ်ကွာဒီကောင်တက်ပိအောက်ကနေဖြတ်တော့ဗစက်တည့်ရဲလိုက်တာဟုတ်အမခင်ကြီးကကြုတ်ကိုကြည့်ပြီးဟဲ့ရမောင်ဒီတစ်ခုခုလုံးအောင်လေဟာကျုပ်လည်းတက်တလောက်တော့ကုကြည့်တယ်ဒါပေမဲ့မရဘူးဗျကျုပ်လည်းမကုတတ်တော့အမခင်ကြီးအားဆရာဦးအောင်ရှင်ရဲ့လက်ပံရောက်တာအမျက်မောင်းပြီတော့ပြုတ်ကိုပေတဲ့ရလက်ကိုအတော့နေလိုက်တယ် ်ဆယ်မိနစ်လောက်ကြာတော့လက်ပံရွာကိုရောက်ပါရောလက်ပံရွာထိတ်နားမှာမန်တက်ကြီးဆောက်ထားတာမှဟင်းနေရပြီလူတွေကလည်းစုံနေကြပြီဆိုင်းဆရာတော်မှပက်လုံးစင်ကြီးတတိန်တိန်နဲ့တင်းနေပြီဗျဆရာကြီးလောက်ပါအောင်ဒီမှာငအိမ်ကိုကဲ့ပါအောင်ကျုပ်တို့လည်းကမန်တက်အရှိကိုတခါတည်းထိုးရက်လိုက်တယ်မန်တက်တရလူတွေအကောင်လုံးလှလှရှာရှာဖြစ်ကုန်နေဗျကျုပ်တို့အမြင်တော့ဆရာဦးအောင်ရှေ့ကပြေးထွက်လာတယ်ဟဲ့ယမဘာလို့ဖြစ်လာတာလဲကွာ ကျုံနဲ့ကိုဖေတဲရငအေးကိုလှဲပေါ်အတွဲချလိုက်တော့ငအေးတကောလုံးကပျောက်ပြောင်းနေပြီးထွတ်ထွတ်ကိုလူးနေပါရောခြေတွေလက်တွေကလည်းလင်ကောက်ပြီးမြေကြီးမှာလူးနေတယ်ဗျမသိရင်ဘောလုံးကြီးတစ်လုံးလှိမ့်နေတာနဲ့တူတယ်ဒီလိုပါဆရာကြီးကိုအေးကရုံးမြေကြီးအောက်ကနေဖြတ်တဲ့ချိန်ရုံးမြေမွားတရေကြီးကိုသွားပြီးစိန်ခေါ်တယ်အဲ့ဒီချိန်တစ်ပင်မွားနဲ့ဘုတ်ခနဲ့အလုံးကြီးတစ်လုံးကြာလာပြီးတော့အကောင်မမဲကြီးတကောင်ကကိုအေးကိုခေါင်းအောင်လိုက်တော့တာပဲကျုပ်ပြောလိုက်တော့ လေသမားကိုဖဲသိရောအမကြီးကြီးရောကြက်ကိုတအက်တောင်းနဲ့ကြည့်နေတယ်။ဟဲ့ရမငါတို့တော့ဘာမှမမြင်လိုက်ပါဘူး။တပည့်တွေတဖြည်းဖြည်းလှုပ်ပြီးတရေကြီးကြလာတာတွေဗျာ။ကျုပ်ထင်တော့ကျုပ်တယောက်တည်းမြင်လိုက်ပုံရတယ်ဗျ။ဆရာဦးအောင်ရှေကငအေးစီသွားပြီးတော့လက်ရင်းကိုလက်နဲ့အုပ်ကိုက်နေဆိုရင်ပဲငအေးတရားမှတ်ခုံကြီးလဲကျသွားခဲ့တယ်။မင်းဘာတို့လဲ။ဘာကြောင့်သူ့ကိုဒီလိုလှုပ်တာလဲ။ငအေးကခေါင်းငိုက်ဆိုင် တဟီးနဲ့ရီယာမတ်မသိငိုရာမတ်မသိတဲ့အတန်ကြီးထွက်လာတယ်။ပြောလေကွာဒီကောင်ကကြောက်ကိုတခါနိုင်ခဲ့ဘူးလေ။အဲ့ဒီတော့ကဒီကောင်ကကံမြင့်နေလို့ကြောက်မနာလိုက်တာ။ဒီတခါတော့ဒီကောင်ကံနိုင်နေပြီ။ဒီကောင်ကိုကြောက်တတ်ဖြစ်မယ်။ဟေ့တေးမဟုတ်တာလို့ရှက်မလို့နဲ့နော်။ကျောက်ကိုနိုင်ခဲ့တဲ့လူကိုပြင်ပြီးလက်စားချေတာမဟုတ်တာလားဆရာကြီးလုံတော့လုံတဲ့တော့ပေါ့ကွာဒါပေမဲ့ तू ကမင်းကိုတတ်ခဲ့အောင်မဟုတ်ပဲ မင်းကတော့တက်မယ်ဆိုတာကတော့နည်းနည်းတော့လွန်တာပေါ့။ तू ကမတက်ခဲ့ဘူးဆိုပေမဲ့ကျုပ်တို့ရှုံးတဲ့အကြောင်းလူတွေအကုန်လုံးလိုက်ပြောတယ်ဗျ။ तू ကြောင့်ကျုပ်တိတ်ခါကြားရတယ်ဆရာကြီး။လူတွေကလည်းကျုပ်ကိုမလေးစားတော့တဲ့အပြင်တရေတပတ်တွေကြားထဲမှာလည်းကျုပ်မျက်နှာငင်ရတယ်။ကျုပ်ကတော့တို့တက်ရမှကျင်းနေနိုင်မယ်ဆရာကြီး။မင်းတို့တက်လိုက်တော့ဘာရမှမဟုတ်လို့လေကွာ။ဒီလိုလုပ်ကွာ။တို့တောင်းမှခန်းလိုက်မယ်။မပြောပွဲအောင်ပွဲထုတ်ပြီးတော့တောင်းမှခန်းလိုက်မယ်ကွာ။ မချင်းနဲ့တော့နော်မချင်းနဲ့ဘူးလုံးဝမချင်းနဲ့ဘူးမအေးရတဝုံဝုံနဲ့ရုံးမလေရောဒါနဲ့ဥအောင်ရှေးကမျက်မှောက်ကျုပ်ပြီးတော့ဟဲ့မောင်သေးငါတောင်ဝင်းနဲ့တက်ချလိုက်မဲအထိနာမှာတည်တယ်မဟုတ်လားငါအေးရတောင်ဝင်းဖြစ်ဖြစ်ကိုကြည့်တိတိပါတယ်ငါမင်းရောမနှိမ့်ဆက်ချင်လို့အကောင်ပြောနေတာအောင်ငါ့ကိုလာပြီးတရေပေါ့မဟာနဲ့ဟုတ်ဟုတ်ကဲ့ပါဆရာကြီးရေဒီကောင်သတိရသွားရင်ဒီအကြောင်းနေပြောပြလိုက်မယ် ။နောက်၄၅ရက်ကြာရင်မင်းကိုလာပြီးတောင်းပန်ခံလိုက်မယ်။ဟုတ်ပြီလား။ तू လာပြီးမတောင်းပန်ရောဆရာကြီး။ဒါဆိုရင်တော့မင်းသူ့ကိုလှုပ်ချင်ရတာလှုပ်တော့ကွာ။ဒါငါနဲ့မဆိုင်တော့ဘူး။ငါအေးရခေါင်းငိမ့်နေပြ။ခေါင်းငိမ့်တာမှသုံးလိခါလောက်ငိမ့်တာ။ပြီးရနဲ့မြေပြင်ပေါ်ကိုဝမ်းရမောက်ပြီးလဲကျသွားခဲ့တယ်။ဖုန်နေပင်နေတဲ့ငါအေးကိုကျုပ်တို့ကဖုန်နေတုတ်ပေးပြီးမန္တန်ထောက်တနေရာမှာမိထိုင်ထားခန်းလိုက်တယ်။ဦးအောင်ရှင်ကရေတုခွက်ယူလာပြီးတော့ငအေးရဲ့မျက်နှာကိုဖျက်ကနေပတ်လိုက်တော့ ငါအေးတရဝူဝဝဖြစ်ပြီးနိုးလာခဲ့တယ်။ပြီးတော့ကြုတ်ကိုကြည့်ပြီးငါဘာဖြစ်နေရလဲ။ငါဘာဖြစ်သွားလဲ။မင်းဘာဖြစ်လဲဆိုတာမင်းမဲ့သိမှာပေါ့ငါအေးရဲ့။ဦးအောင်ရှေပြောလိုက်တော့ငါအေးကတစ်ချက်စဉ်းစားပြီးဟုတ်ပြီ။ကြုတ်နောက်ဆုံးမှမိတာတော့ရုံးမကြီးအောက်ကဖြစ်တဲ့အချိန်ပဲဗျ။ရုံးမအောက်ကိုလှည့်ရောက်တဲ့အချိန်မှာလမ်းမကိုက်ကြနေတဲ့တက်ကိုင်းကြီးပေါ်မှာလူကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ဒါနဲ့ကြုတ်လဲ။ တခါတော့ငါကျွတ်နဲ့နှစ်ပတ်လုံးမှုတဲ့တရေကြီးထင်ပြီးတော့သူကြောက်မလားဆိုပြီးစင်ခေါ်လိုက်မိတာနောက်တော့တကယ်ပဲတက်ပြမောကနဲ့ခုံစင်းလာပြီးကျုပ်ကိုဝင်အောင်လိုက်တာကျုပ်ဒီလောက်ပဲမှတ်မိတယ်နောက်ပိုင်းတွေဘာဆက်ဖြတ်သားမှမသိလိုက်ဘူးအခုတော့မင်းရှုံးမင်းမဟုတ်လားငါအေးရမင်းကတရေကိုခွန်အားပလာနဲ့အနာယူလိုက်တာမဟုတ်ဘူးဟိုတချိန်တော့မင်းကကံမြင့်နေတဲ့အချိန်မို့လို့တရေကမင်းကိုမနိုင်တာကွအခုမင်းကကံနေနေတဲ့အချိန်ဆိုတော့ မင်းရဟိုဟာတက်ဖို့လောက်တာပဲမသေးတာကန့်ကောင်းနေဟိညောင်းနေကြော့ပွဲတပွဲထိုးပြီးမင်းတို့ကိုပြန်ပြီးတောင်းလာလိုက်ဟုတ်ပြီလားငါအေးဘာမှမပြောပဲလူအုပ်ကြားလေးရနေထထွက်သွားတယ်သူအချက်ကွဲသွားပြီလေဗျာရုံးမဲ့တရေကြီးကိုနိုင်နေဆိုပြီးတော့ရွာတကာဆုံးအောင်ရှောက်ပြောထားတာမဟုတ်လားအခုတရေကသူ့ကိုတက်မဲ့ပြန်လောက်တာလူတွေတိတ်ကုန်တော့သူရှက်သွားမှာပေါ့မကြောက်အငိမ့်စတော့တယ်အငိမ့်မစခဲ့ဆိုင်းစရာတစ်ချင်တပုတ်ပြီးတပုတ်တီဗီဖျော်ဖြစ်နေတယ် ဲ့ဒီချိန်မှာပဲကျုပ်ပိုက်တရားနဲ့ထိုးထိုးပြီးအောင်လာတယ်ဗျတစ်ချက်တစ်ချက်ဆိုထိုးနာလုံးလုံးအာဂနေထောက်အောင်မိတယ်ကျုပ်ဝင်းနောက်မှာထိုင်နေတဲ့မခင်ကြီးကလည်းဘက်ကိုလက်နဲ့ဖိထားတယ်ဗျအင်းကြီးကိုကြည့်ရတာကလည်းမျက်စိမျက်နှာပြက်နေတယ်ရမဘာဖြစ်တာလဲကွာဘိုက်ဘိုက်အောင်လို့ပါဆရာကြီးဘိုက်အောင်ရင်အိမ်တော်တော့ပေါ့ကွာအဲ့လိုအောင်တာမဟုတ်ဘူးဆရာရဲ့ဘလို့ကြီးလည်းမသိဘူးဖြစ်နေတာ မသိရင်ဖိုက်သေးကိုအကောင့်တကာဝင်ပြီးမှွင်နှောက်နေတယ်လို့ပဲအာနားလိုက်တာဗျာဟုတ်တယ်အဖေသမီးလည်းမနေနိုင်တော့ဘူးဦးအောင်ရှေ့ကမျက်မှောင်ကျုပ်တယ်မျက်မှောင်မင်းတို့ဘာတွေသွားစားသေးလဲဘာမှမစားပါဘူးဗျာအေးထမင်းနဲ့ဟင်ပဲစားပါတာပါဦးအောင်ရှေ့ကသူ့အရှိနားမှာချထားတဲ့ရင်းနှီးချက်တစ်ခွက်ကိုကောက်ယူလိုက်ပြီးတော့လက်နဲ့သုံးလေးချိန်လောက်ညှောက်လိုက်ချလိုက်လို့ပြီးကျုပ်ကိုလှမ်းပေးတယ်ရော့ မင်းရတုံငုံတော့မင်းအမနဲ့နှင်းကြည်ကိုတုံငုံစီတောက်ခိုင်းကျုပ်လည်းရင်ွေးတဲ့ချိုက်တောက်တယ်အမခေကြီးနဲ့နှင်းကြည်ကိုလည်းတယောက်တုံငုံစီတောက်ခိုင်းလိုက်တယ်တောက်ပြီးတိတ်မကြအောင်ကျုပ်တို့ဘိုက်တွေတကွီကွီနဲ့အတက်မြင်လာတာနဲ့မန်းတက်တရားနဲ့ပြုတ်ထွက်ပြီးတော့အတော်လှန်လှန်မှဆောက်ထားတဲ့အင်သာရီစီကိုပြေးရတော့တယ်ကျုံနဲ့အတူအမခေကြီးနဲ့နှင်းကြည်လည်းပလာတယ်အင်သာတက်တော့အရင်မဲမဲကြီးတွေကတော်ဝဝနဲ့ဆင်းသွားတာဗျအင်သာတက်ပြီးတော့လူကိုနှုံးသွားတာပဲ။ အမခေချီတို့ကမပြီးသေးတော့အိမ်သာအရှိခက်လက်လာနေကြုတ်ထိုင်ဆောင်နေလိုက်တယ်။ဒီအချိန်မှာကြုတ်တွေးမိတယ်။ဘာကြောင့်များဒီလိုဖြစ်ရတယ်လဲပေါ့။ကြုတ်သတိရောက်သွားတာအကြီးအေးရဲ့စက်သားပြ။ဟုတ်တယ်။အကြီးအေးကဆရာရောစမလာဆိုပြီးမေးသေးတယ်မဟုတ်လား။လူတွေကလည်းအကြီးအေးကစုံမကြီးပါလို့ဆွတ်ဆဲပြောဆိုနေကြတာဆိုတော့ကြုတ်စိတ်ထဲအကြီးအေးကစက်သားတွေကိုပြင်ညာနဲ့ပြုတ်စားလိုက်တာပဲဖြစ်မယ်။ဆရာကြီးကစက်သားမစားဘူးလား။ ကျုပ်တို့၃ယောက်ကတော့စလိုက်တော့ဗိုက်ထဲအပြုတ်နဲ့ရောက်ကုန်တာပဲဖြစ်မယ်။ဝမ်းနေမင်းအောင်ကကျုပ်တို့စားတဲ့အစားတွေမင်းတော်မှမပပဲ။ဒီမိမကြီးလက်ချက်ဆိုတော့ကျင်းသေးပဲ။မတက်တဲ့ရောက်တော့ဆရာကြီးကိုပြောဖို့ကြိုးစားပေမဲ့အညင်ကစနေပြီဆိုတော့ဆရာကြီးကိုမနှောက်ရှက်ချင်တာနဲ့ရင်ထဲမှာပဲတင်ထားလိုက်တယ်။ဒါပေမဲ့ဒီကိစ္စကဒီမှမပြီးသေးဘူးဗျို့။ပရိသတ်များရှေ့ဖရဲပြဲဥအောင်ရှင်နဲ့တရေပြေပါအီဇလန်းလေးကတော့ဒီလောက်ပါပဲနော်။ နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလားစာရေးစရာအကားဆောင်လဲကျေးဇူးထူးပဲတည်ရှိပါလားရှင့်ဒီဇလာလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်